Hello အားလုံးဝမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ Jacobs ဘန်ပြောထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းရွှေ့ဒီတဲ့ကမှာတိုက်စစ်မှု Joshua Zirkzee တို့အပြင်တခြားတိုက်စစ်နဲ့ပတ်သက်တဲ့သတင်းလေးလေးကျွန်တော်ရထားတာလေးရှိရယ်။ဒါလေးဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။အားလုံးဝမင်္ဂလာပါ။အားလုံးဝမင်္ဂလာပါ။ဆိုတော့ဒီနေရာမှာသူကတော့ဘယ်တော့နီးပြဖြစ်တဲ့ Ruben Amorim က Joshua Zirkzee ကိုအသင်းမှာဆက်ပြီးတော့ထိန်းထားခြင်းနေပေါ့။ဘာကြောင့်လဲဆိုတော့ ဂျစီဟာတိုက်စစ်မှုအဖြစ်ရောနံပါတ်1နေရာမှာပါကစားနိုင်တဲ့ကစားမဖြစ်တဲ့အတွက်ကြောင့်ပဲပေါ့နော်။ကိုအတင်းအာအတင်းမှာဆိုလို့ရှိရင်အတင်းမှာတောင်းရှိတဲ့သူတွေရဲ့ဘက်ကလည်းဒီကစားမကနောက်ရာသီမှာပိုကောင်းလာပြီးတော့သူ့အရေးချင်းတွေကိုတကယ်ပြသနိုင်လိမ့်မယ်ဆိုပြီးတော့ယုံကြည်ထားကြတယ်ပေါ့နော်။ဆိုတော့အတင်းဘက်ကအကယ်လို့များတိုက်စစ်မှုတူထပ်ပြီးတော့ခေါ်မယ်ဆိုရင်တော့မှဂျစီလိုတိုက်မျိုးမဟုတ်ဖ ೇನೆ ရက်စမန်ဝိုင်လန်ရဲ့ကစားဟန်နဲ့စင်တူတဲ့ကစားမကိုခေါ်ယူသွားဖို့ရှိတယ်ပေါ့။ ပိုင်လန်ကတော့အီတလီကလပ်တွေရဲ့ဘက်ကစိတ်ဝင်စားမှုကြောင့်နှွေရာသီမှာအသင်းကနေပြီးတော့ဗောနော်ချွတ်ခွာဖို့အတွက်လက်တွေ့ကြတဲ့အပြောင်းအရွှေ့ဖြစ်လာနိုင်ကြေကျွန်တော်တို့ရှိတယ်ဗော။ဒါပေမဲ့လို့လက်ရှိအခြေအနေအရဆိုလို့ရှင်တော့ဒီ Resman Whiteland ရဲ့ Dabok Value ကြောင့်ရဲ့ကလပ်အသင်းတွေရဲ့ဘက်ကလည်းအဲ့ဒါကိုကြော်ပြီးတော့လုံလောက်တဲ့ပြောင်းရွှေ့ကြီးပြီးမှာမဟုတ်ဘူးလို့ထင်မြင်ယူဆထားကြတာရဲ့ကြောင့်အင်္ဂါနဲ့ထွက်ဖို့ကပဲ Resman Whiteland ကပို့ပြီးတော့ဖြစ်နိုင်ကြီးများတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုတော့ ဂျိုရှူအာဇစ်ဂီကိုနီးပြားဖြစ်သူကကျွန်တော်တို့ဒါလက်မလွတ်ချင်ဘူးပေါ့နော်ကျွန်တော်တို့ပြိသက်တော်တော်များများလည်းပဲဇစ်ဂီကိုနှွေမှာအတင်းဘက်ကကျွန်တော်လက်လွတ်လိမ့်မယ်လို့ခံယူထားကြလိမ့်မယ်လို့ကျွန်တော်မထင်ဘူးသူတပင်တော့ကျွန်တော်တို့အားလုံးသိတဲ့တိုင်းပဲအတင်းမှာလက်ရှိရှိတဲ့တိုက်စစ်တွေမှာဇစ်ဂီနဲ့ကျွန်တော်တို့ဒါရက်စမန်ဝှိုင်လန်ဗျာဒီနေရာမှာဝှိုင်လန်ကတော်တော်တိုင်ဘက်နေပြီးတော့အတင်းကနေထွက်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ထားတာဇစ်ဂီကိုတော့အဲ့လောက်ချီတီကျွန်တော်မျှော်လင့်မထားဘူးဇစ်ဂီကနျူကာဆန်ရဲ့ပွဲမှာတော်တော်တိုင်ပက်ပြီးတဲ့နောက်ပိုင်းမှာပူကောင်းတဲ့ကစားမကျွန်တော်ဖြစ်လာတယ် ရက်စမာဝိုင်လန်ထက်အများကြီးပိုပြီးတော့ကောင်းတဲ့ player တယောက်ဖြစ်သူ performance perform လုပ်လာနိုင်တယ်။အသင်းရဲ့တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်လည်းသူကစားတော်တော်လေးကိုအဆင်ပြေတယ်။ goal scoring ပုံစံမျိုးတွေမဟုတ်ဖ ೇನೆ ပေါ့နော်။သူကိုယ်တိုင်ကိုကဗာလဲတောင်မန်ကစားမိုက်နဲ့အခြေဆက်တီးတို့ amorin လိုချင်တဲ့အခြေအနေမျိုးတွေမှာကိုတော်တော်လေးကိုပေါ့နော်အခြေအနေကောင်းကစားပြနိုင်တယ်။ဒီတော့အသင်းဘက်ကရက်စမာဝိုင်လန်နဲ့ပဲပတ်သက်ပြီးတော့လက်လွတ်ရင်လက်လွတ်လိမ့်မယ်။ဂျိုရှူအာဇစ်စီကိုတော့လက်လွတ်ကြလိမ့်မယ်မထင်ဘူးဆိုပြီးတော့ကျွန်တော်တို့အားလုံးမျှော်လင့်ထားတာဟိုဒါကတော့ကောင်းတဲ့အရာပေါ့နော် တိုက်စစ်မှုနေရာမှာကောနံပါတ်10နေရာမှာကောကစားနေနေဆိုပေမဲ့လို့ Zigzee ရဲ့ profile ကသူတို့အတင်းရဲ့လက်ရှိဘက်ကဒီခေါ်ဝေကျူးပန်းနေတဲ့တိုက်စစ်ပိုင်းမှာဟိုလူချင်းတဲ့ပုံစံမျိုးမဟုတ်ဘူးပြောချင်တာက Zigzee ဒီ goal scoring player မဟုတ်ဘူးဗျာဒီလား Zigzee ကိုကျွန်တော်တို့မှီပြီးတော့တရားဒီကို goal 20သူ့စီကရဖို့ကျွန်တော်တို့မျှော်လင့်လို့မရဘူး Joshua Zigzee နေနဲ့ link up play နေကျွန်တော်တို့ကစားနိုင်မယ် time တာတောက်စစ်တိုက်စစ်ကစားမားတွေเนาะ number 10ကစားမားတွေကိုကျွန်တော်အတူရဲ့အချိတ်ဆက်တီနဲ့ဒါအလုပ်လုပ်ပြနိုင်လိမ့်မယ် တကယ်ကောင်းတဲ့ performance တွေသူပြနိုင်လိမ့်မယ်။ဒါပေမဲ့လို့ပေါ့နော်ကျွန်တော်ဂိုးသွင်းတဲ့နေရာမှာပြိုင်ဘက်ကိုကျွန်တော်တံမြင်နေပါတယ်။သွားတဲ့ချင်းမျိုးတွေမှာအလောက်ကြီးဒီအဝင်ခွင့်ရပြည့်မဲ့ player မျိုးကျွန်တော်မဟုတ်ဘူး။ဆိုတော့ type ကကျွန်တော်မတူဘူးဖြစ်နေတာပေါ့ဗျာ။ဒါကြောင့်ပဲလေအသင်းရဲ့ပါကကျွန်တော်တို့ဒါ Joshua Zigzee ကိုဆက်ပြီးတော့ထားခြင်းစိမ့်ကျွန်တော်ပေါက်တာ။ကျွန်တော်တို့ဆက်ပြီးတော့ထားတာမမှားဘူးလို့ကျွန်တော်ယူဆတယ်။ဒါပေမဲ့တော့အတစ်ခွန်မဲ့ကစားမကကျွန်တော်တိုက်စစ်မှာဂိုးရီအမှန်ကန်သွင်းနေတဲ့ player မျိုးမှကျွန်တော်ဖြစ်မှာ။ဒါပေမဲ့တော့ခုနကပြောသွားတဲ့အကယ်လို့ပေါ့နော် ကျွန်တော်တို့ဒီတိုက်စစ်ကဒီဆိုအတင်းဘက်ကတိုက်စစ်မှုတူထက်ပြီးတော့ခေါ်မယ်ဆိုရင် Resma Highland လို့ Resma Highland လို့ကစားပေါက်ရှိတဲ့ကစားမမျိုးကိုကျွန်တော်ထက်ခေါ်ဖို့ရှိတယ်ပေါ့ဒီနေရာမှာဗျာနော်အာ Resma Highland တော့မှာတိုင်ပတ်နေပါဆို Highland လို့ကစားပုံနဲ့ထက်ခေါ်မှလာပါညာဒီကိစ္စကကစားပုံဆိုတာမျိုးကလက်ရှိ Amorin Amorin ညွန့်ဒီလိုချင်တဲ့ပုံစံဗျာထားပါတော့ဟိုခုနကပြောလိုပဲဂူရမကန်တင်လိုက်တဲ့ဘောလုံးတွေကိုအမြင်ဘောပဲဖြစ်ဖြစ် ground ဘောပဲဖြစ်ဖြစ် လူယူနိုင်စွမ်းရှိရမယ်။နောက်ပြီးလို့ရှိရင်ကျွန်တော်ဒါ channel တွေထဲမှာတောက်လျှောက်ပြီးနိုင်ရမယ်။ပြိုင်ပွဲရဲ့ cancel line ရဲ့နောက် behind the runs တွေကျွန်တော်လုံနိုင်ရမယ်။တိုက်စစ်ကစားမှာထို့သော်နေရုံနဲ့ပြန်ကစားမှာတွေနဲ့အချိန်ဆက်တွေလုံနိုင်ရမယ်အချိန်မီ area box ထဲဝင်ပြီးသွားပြီးတော့ဂိုးသွင်းယူနိုင်စွမ်းရှိရမယ်ဒါမျိုးပေါ့ resman white line ကဟိုကောင်းတာမကောင်းတာပေါ့နော်သူ့အနေနဲ့ amoring လိုချင်တာတွေသူလုံးပြနေတယ်ဒါပါတော့တိုက်စစ်ဒါ number 10ကစားမှာတွေနဲ့ချိန်ဆက်ဖို့ကြိုးပမ်းတာမျိုး first stage တွေပါတယ်ညံလို့တိုင်ပတ်ခဲ့ရပြီမဲ့ဂူသမားကကန်တင်လိုက်တဲ့ဘောလုံးတွေကိုအမြင်ဘောတွေကိုရအောင်ထိမ့်ဖို့ကျူးပန်းတာမျိုးဒါမျိုးတွေကိုပေါ့နော်သူမျှော်လင့်နေတာအဲဒါဒါမျိုးတွေကိုကျွန်တော်သူ့စီကမြင်နေရတာဒါကြောင့် Resman White Land လို့ကစားဟန်မျိုးဆိုတာအဲ့လိုကိုကျွန်တော်ပြောတာဆိုတော့ဒီထက်ပိုပြီးတော့ပေါ့နော် ကောင်းတဲ့ဒီဥပမာပြရရင်တော့ဗျာကျွန်တော် Matita လို့ကစားမမျိုးပေါ့လက်ရှိ Crystal Palace ကเนาะဒါကြောင့်အကယ်လို့ရောင်းမယ်ဆိုရင် White Land ကိုရောင်းဖို့ရှိတယ် နောက်ထပ်ခေါ်မဲ့ကစားမကလည်း Whiteland လိုကစားဟန်စင်တူတဲ့ကစားမမျိုးပြည်ထနာက Resman Whiteland ကိုကျွန်တော်ရောင်းချဖို့ဆိုတာထက်အတင်းမှာပေါ့နော်ဟိုရောင်းဖို့အတွက်ခင်းရင်တာဖြစ်တဲ့တူပေါ့နော်အငှားနဲ့ပဲပူပြီးတော့လက်တွေ့ကြတယ်ပေါ့အငှားနဲ့လက်လူမှာကပူပြီးတော့လက်တွေ့ကြတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်။ဘာပဲပြောပြောပါလက်ရှိကျွန်တော်တို့ဒီ Resman Whiteland ကိုဘာလို့လဲပတ်သက်လို့ရှိရင်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်လက်လွတ်နိုင်မှရမှာအခုက Resmas က ready မဖြစ်သေးဘူးပြည်တည်လိုက်ကျွန်တော်မျှော်လင့်ထားတဲ့လောက် ဇစ်ဇီကတနည်းတစ်ပုံနဲ့အသင်းပေါ်မှာအကျိုးပြုနိုင်တယ်။သို့တော့အသင်းဘက်ကဦးစားပေးတိုက်စစ်မှုမျိုးနဲ့ကျွန်တော်ဟုတ်မနေဘူး။ဒါကြောင့် Resma Highland ကိုရောင်းပြီးတော့ဗောနော်နောက်ထပ်ပူကောင်းတဲ့တိုက်စစ်မှုမျိုးကျွန်တော်ခေါ်ဖို့အတွက်အသင်းဘက်ကပြင်ဆင်ထားတာ။ဇစ်ဇီကိုတော့အသင်းမှာဆက်ထင်းကျင်နေဗောနော်။ညီကတို့ရောဘလူးမညလဲ။ဂျိုရှူဝါဇစ်ဇီကတကယ်အသင်းမှာဆက်ရှိနိုင်မဲ့အကြီးချင်းမျိုးသူ့မှာရှိတယ်လို့ညီကတို့ထင်ကြတာ။လာမယ့်ရာသီမှာဂျိုရှူဝါဇစ်ဇီအများကြီးပူကောင်းလာလိမ့်မယ်လို့ထင်ကြတာ။ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။